တေးကြတာတခုကတော့ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှင် iPhone ဘက်ချမ်းတူရယ်နဲ့တခြားဒီ price to performance ကြည့်တဲ့သူတို့ Android ကြည့်တဲ့သူတို့ပေါ့နော်အဲ့ဒီဘက်ကလူတွေနဲ့တခြားအဲ့လိုမျိုးနှစ်ချမ်းခွဲသွားမယ်လို့ကျွန်တော်ကတော့ထင်တာပဲပေါ့နော် ကဲခုကြည့်နေတဲ့မှာ iPhone တွေအချို့ချို့သား Android ဖုန်းတွေကိုဝယ်ဖို့အတွက်အစီအစဉ်ရှိတယ်ဆိုလို့ကတော့ comment မှာ mention ခေါ်ထားပေးတယ် Isaiah 3K ဆိုဆိုင်လေးကိုအရောက်သားတွားကြဖို့တိုက်တွန်းလိုပါတယ်လိစာလီကလည်းဆန်းရောက်မှာပဲရှိရတဲ့အတွက်ကြောင့်အလွယ်တကူတွားရလို့လည်းရပါသေးတယ်နောက်ပြီးအရေးကြတဲ့ဝယ်တဲ့သူတွေအတွက်လည်းအဆင်ပြေအောင်ဆိုင်ဘက်ကနေပြီးတော့လုပ်ပေးနေရလေးရှိရတဲ့အတွက်ကြောင့်လမ်းမနေဘဲနဲ့အရောက်သားတွားကြဖို့တိုက်တွန်းလို့ဆိုပါရစေ ။ဆိုင်ရဲ့ Facebook link နဲ့ TikTok link လေးရတဲ့ comment မှာ mention လေးခေါ်ထားပေးပါရစေ။ Isaiah3KO IZ နော် IZU မဟုတ်ဘူး။အဲဒီမှာပါဆိုလို့အတည်ပြုခြင်းဖြစ်ပါတယ်။ video လေးဆက်ပြီးတော့ကြည့်လိုက်အောင်။အားလုံးပဲမင်္ဂလာပါနဲ့ပြည့်စုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ခုနဗီဒီယိုအစမှာပြောခဲ့တဲ့ phone လုံးကိုကျွန်တော် full review လုပ်ပေးမယ်တော်တော်လေးကိုအန္တရာယ်များတဲ့ phone လို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ကလုံးဝကွက်ပြောက်ဖြစ်တယ်ပြီးတော့ထွက်လာကြတဲ့အခါလည်းဈေးကွက်ထဲမှာရောလက်ရှိ industry မှာရောနှစ်ချမ်းကွဲတဲ့ ဖုန်းပေါ့နော်ဆိုအခုချိန်ကြီးလည်းနှစ်ချမ်းကိုင်းနေအောင်မယ်အကြောင်းမလို့ကျွန်တော်ဒေချာလေးစီစစ်ပြီးတော့လုံပေးရတာလို့ပြောရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီဖုန်းကိုကျွန်တော်ဒီနေ့မှ full review ပေးသွားမှာလည်းဖြစ်တယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့ iPhone ကနေပြီးတော့နောက်ဆုံးထုတ်ထားတဲ့ iPhone 16e ဖြစ်ပါတယ် iPhone 16e လေးကိုဒီနေ့မှကျွန်တော် full review လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ review နဲ့ support လုပ်ထားပေးထားတာကတော့ Pro Second နေပြီးတော့ review နဲ့ support လုပ်ထားပေးတာဖြစ်ပါတယ် review နဲ့ support လုပ်ပေးတဲ့ Pro Second ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုစရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကိုကောက်ကောက်ကင်နေခြင်းနဲ့ခံစားကြနေမယ်စအောင် ဒီဖုန်းရဲ့ကောက်ကန်လိုက်မယ်ဆိုလို့ရှင်ခံစားရတဲ့ခံစားချက်ကဖုန်းကပေါ့ရယ်ဆိုတဲ့ခံစားချက်မျိုးတော်တော်လေးကိုခံစားရတယ်ဒီကောင်က 168g လောက်ပဲရှိရပါတော့အဲကြောင့်လည်းလက်ထက်မှာကဟိုပြောရမယ်ဆိုလို့ရှင်များ iPhone ရဲ့ big quality ကတွက်ရှုပ်လို့မရဘူးဆိုတော့နေသားတစ်ခုမှရှိရလို့ပြောလို့ရတယ်ပေါ်ပေါ်ပါလေးလည်းဖြစ်ပြီးတော့ကြည်ကြည်လေးလည်းရှိရဆိုပြီးတော့အဲ့လိုမျိုးခံစားချက်ကိုတပြိုင်တည်းခံစားရတယ်လို့ပြောလို့ရှိရင်တော့ပို့ပြီးတော့မှန်နိုင်မှာပေါ့နော်အနောက်ဘက်ကဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ तू က back glass နဲ့လောက်ထားပြီးတယ်အမ်အခုတွေ့ရတိုင်းပဲပေါ့နော် तू ကကင်မရာတစ်လုံးပဲ ဲ့လိုမျိုးလေးပါတယ်အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မလှဘူးဘလို့ကြီးလည်းမသိဘူးဆိုခံစားရမယ်ဒီဖုန်းကကြည်ရင်ကြည်ရင်လည်းတော့တော်တော်လေးကို minimize ဖြစ်တယ်အဲတော်တော်လေးကိုလည်းကြည့်လို့ကောင်းတယ်ဆိုနေတာမျိုးတော့တဖြည်းဖြည်းနဲ့တော့တော့တုံးနိုင်ကြရလို့ရှိရင်ပြောင်းသွားတယ်ဆိုတော့အမြင်မျိုးလေးရှိရပါတော့။ဘေးပေါက်မျိုးတော့ aluminum frame နဲ့လုပ်ထားပြီးတယ်။ဒီဘက်မှာလည်းအထွန်းတက်စရာဘာမှမရှိဘူး။ stainless steel တွေ bla bla တွေဘာမှမဟုတ်တဲ့အတွက်ကြောင့်သူက ဲ့လိုမျိုးပေါ့နော်လက်ထဲမှာညတိညပတ်ဖြစ်သွားမှာ၄လက်ရအရန်ထင်တာဒါတွေမကြုံရဘူးပြီးတော့သူ့ရဲ့ခုန back glass ကလည်းသူက matte finish နဲ့ဖြစ်တဲ့တော့ကြောင့်သူဒီကျွန်တော်ရထားတဲ့အကြောင်းကလည်းအမဲရောင်လေးဆိုတော့တော်တော်လေး solid ဖြစ်ပြီးတော့လှရတယ်လို့ပြောလို့ရတယ်လက်ရလည်းလုံးဝမထင်ဘူးပေါ့နော်အဲဒီဇိုင်းမန့်ကိုတော့ကျွန်တော်ကတော့သဘောကျတယ်လို့ပြောလို့ရတယ်သူ့အရှိတ်ဘက်က display ကိုကြည့်မယ်ဆိုလို့ရှိရင်တော့6.1 inches အကျယ်ရှိတယ် Super Retina HDR OLED display ကိုသုံးထားပြီးတယ်ဒါကတော့ marketing terms ပဲဒါကတော့ OLED display ကိုပဲတုံးထားပေးတယ်ပေါ့နော်။ 120Hz ကြီးပါရင်မမျော်လင့်နဲ့မပါဘူး။အဲသူတို့ရဲ့အခေါ်ရဆိုလို့ရှိရင် promotion display မပါဘူးပေါ့နော်။ဒီကောင်က Jordan 60Hz နဲ့ပဲလာမယ်။ HDR10+ တွေပါလည်းမရဘူး။ HDR10 ပဲ။ Pi brightness ကိုကြည့်မယ်ဆိုရင်တော့မအမြင့်ဆုံးတင်လို့ရတဲ့ brightness က1200 nits လောက်ဒီပဲသူကရမယ်ပေါ့နော်။ဆိုတော့ဒီဘိုင်းမှာလည်းတော်တော်လေးလိုအပ်ချက်ရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်။ပြီးတော့သူ့ရဲ့ resolution ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ 1080p တိုင်းနဲ့လေးကျော်တဲ့ 1.5K လောက်တော့မရဘူး။အဲဂျားထဲမှာရှိတဲ့ resolution တစ်ခုမှရှိတယ်လို့ ပြောလို့ရတယ် display panel quality ကဒီ on paper အရ spec ကိုပြောပြလိုက်လို့ဒါလိုမျိုးပုံစံဖြစ်ပေမဲ့တကယ်တည်းကလက်ထက်မှာတုံးကြီးတဲ့အနေထားရဆိုလို့ရှင်တော့သူ့ရဲ့ display panel quality လာမစိုးပါဘူးတော်တော်လေးကိုတော့လင်းနေတော်တော်လေးကိုလည်းကောင်းတဲ့အနေထားတစ်ခုမှရှိတယ်လို့ပြောလို့ရတယ် သူတို့ထုံးစံတိုင်းပဲဒီကောင်ကတော့ anti display ဘာညာတာတကိုင်းမဟုတ်ဘဲနဲ့ Apple ရဲ့ထုံးစံတိုင်းပဲ Face ID နဲ့ပဲသူကလာတာပေါ့နော်သူက Face ID ကတော့ဘာမှပြပြောစရာမရှိပါဘူး accurate ဖြစ်တယ်မြန်တယ် Apple ကစားခဲ့တဲ့ Face ID ဖြစ်တဲ့ကြောင့်အခုချိန်ဒီကိုဒီ Face ID ကဘာမှပြပြောစရာမရှိဘဲနဲ့တော်တော်လေးကို solid ဖြစ်ပြီးတော့ကောင်းနေသေးတယ်လို့သတ်မှတ်လို့ရတာပေါ့နော် တော့သူ့ရဲ့ display မှာအကုန်လုံးသတိထားမိမှာပေါ့အပေါ်မှာဆိုလို့ရှိရင်တော့ तू က dynamic island နဲ့မဟုတ်ဘဲနဲ့ तू က notch နဲ့လာတယ် notch ကိုမှအသေးပေါ့နော်ဒီ notch ကိုမမရပြောရမယ်ဆို iPhone 13မှာတော့ကနောက်ဆုံးဖြစ်ခဲ့တဲ့ notch ပေါ့နော်အဲ iPhone 13တို့14တို့မှာဖြစ်ခဲ့တဲ့ notch ပြီးတော့15ကနေစပြီးတော့ dynamic island ပြောင်းသွားတာဆိုတော့လေဆိုတော့ဒီ notch ကမြင်နေကြမဟုတ်တော့တဲ့အတွက်ကြောင့်နည်းနည်းလေးပို့ပြီးကြီးတယ်နည်းနည်းလေးပို့ပြီးတော့ကားရဲဆိုတော့ခံစားချက်မျိုးတွေကတော့၃နေနဲ့ခံစားရတာလေးရောရှိတယ်ဒါပေမဲ့ဖုန်းသေးတွေမှာ dynamic island ထည့်လိုက်လို့အဲ့လိုမျိုးကွဲသွားတာထက်စားလို့ရှိရင်တော့လူမျိုး notch လေးပါနေရလေးကတော့ဘာပြောနည်းနည်းလေးပို့ပြီးတော့အဆင်ပြေသေးရလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ haptic motor ကိုပြောမယ်ဆိုလို့ရှိရင်လည်း iPhone ဖြစ်တဲ့အတွက်ဘာမှပြောစရာမရှိဘူး haptic motor တော်တော်ကြီးစောလေးဖြစ်ပြီးတော့ကောင်းတယ်တခြားအဲ့ဒီ iPhone lineup တွေမှာပါတဲ့ haptic motor နဲ့ဒီမှာတော့ feeling ခံစားချက်ကအကုန်လုံးတူတူပဲလို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ speaker ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူက stereo speaker ကိုတုံးထားပေးတယ်သူ့ရဲ့ stereo speaker ကအရန်တော့အတန်ထွက်ကမညီဘူးအောက်ဘက်ကသူကပွင့်လင်းပြောမယ်ဆို80ကျော်လောက်ထွက်တယ်အပေါ်ဘက်ကလည်းအဲ့လိုမျို 25 30အဲ့လောက်ပဲထွက်တယ်လို့ပြောလို့ရတာဗောနောပြီးတော့အတန်းအဲ့ဒီ clarity ကတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့အတန်းအရန်မကျဲဘူးနောက်ထပ်တစ်ခုကပါလဲဆိုတော့ iPhone ရဲ့တကယ် flash တွေနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ဒီကောင်ရဲ့အတန်းလိုအပ်ချက်ကနည်းနည်းလေးရှိရလို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့ battery ပိုင်းပေါ့နော် iPhone မှာဆိုလို့ရှိရင်တော်တော်များ battery bank ကိုစိတ်ပူကြတဲ့သူတွေလည်းရှိတယ်သူ့ရဲ့ battery ကိုကြည့်မယ်ဆိုလို့ရှိရင်တော့4.5 mAh ပါတဲ့တော့ battery ကိုသူကတုံးထားပေးတယ်အာ battery ကဘယ်လိုနေလဲဆိုလို့ရှိရင်တော့ခံတဲ့ထဲမှာတော့ပါတယ်တရက်တော်တော့လုံလောက်တုံးလို့ရတယ်လို့ ောလို့ရတယ်မနက်9:00လောက်ကနေ100%အပြည့်သွင်းပြီးသုံးမယ်ဆိုရင်ညနေ9:00လောက်ဆိုလို့ရှိရင်အားဘယ်လောက်ကျန်လဲဆိုတော့40တို့တခါကျရင်35တော့အဲ့လောက်တော့ကျန်တယ်ပေါ့နော်ဒီ resolution မှာလည်းအရင်ကြီးမမြင်သလို 120Hz display ပဲမဟုတ်တာကြောင့်လည်းသူကပါလိမ့်မယ်အဲ့ဒါကြောင့်လည်းအားပိုခံတယ်လို့ ြောလို့ရတဲ့အပိုင်းမှာရှိရပါတော့ဆိုတော့မစိုးပါဘူးတော့ type c နဲ့ဖြစ်သွားပြီ type c နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အားပြန်သွင်းမယ်ဆိုလို့ရှိရင်တော့တော့ဘူးထဲမှာတခါတော့ out of the box ကဘာမှပါမှာမဟုတ်ဘူးကျိုးပဲပါမှာပေါ့နော်အသွင်းကျိုးပဲပါမယ်ကျွန်တော်စမ်းမီသွင်းကြီးတလောက်ဆိုလို့ရှိရင်တော့0 to 100အပြည့်သွင်းဖို့ကျွန်တော်တနာရီနဲ့9မိနစ်တနာရီနဲ့10မိနစ်အဲ့လောက်လေးတော့အချိန်ပေးရတယ်ပေါ့နော်အာတချို့တွေတော့ကတော့ nearly စိတ်ကတိကောင်းဖြစ်တယ်ကျွန်တော်တို့လူတွေပေါ့နော်ကျွန်တော်တို့ကတော့ဒီမျိုးအားနည်းနည်းသွင်းတာကြားတယ်ဆိုလို့ရှိရင် nearly စိတ်ကတိကောင်းဖြစ်တဲ့နေရာမှာပါတယ်ဆိုပေမဲ့တချို့ကျတော့လူတွေကတော့ used to ဖြစ်နေရဆိုလို့ကျွန်တော်ဒီဘက်ကတိတ် ရည်ရွယ်ပြောကြတာမရှိပါဘူးပြီးတော့အကုန်လုံးစိတ်ဝင်စားနေကြမှာနောက်ထပ်တစ်ပိုင်းဖြစ်တဲ့သူ့ရဲ့ performance performance ကိုကြည့်မယ်ဆိုလို့ရှင်တော့ Apple ကသူတို့နောက်ဆုံးထုတ်ထားတဲ့ chipset တွေကတစ်ခုဖြစ်တဲ့ဒီ Apple ရဲ့ A18 Bionic chip ကိုသူကတုံးထားပေးတယ်ပေါ့နော်မျိုးလုံးနဲ့မြောင် ပြောရမယ်ဆို iPhone 16ရိုးရိုးမှာတုံးထားပေးတဲ့ chipset ကိုဒီမှာပြန်ပြီးတော့တုံးထားပေးတယ်ပေါ့နော် performance ကဘယ်လိုနေလဲဆိုလို့ရှင်တော့ကျွန်တော်ခုဒီမှာ ပြထားသလိုပဲဒါအလောက်ကြည့်လိုက်မယ်ဆိုလို့ကျွန်တော် performance ကဘယ်လောက်နဲ့ညီမျှလဲဆိုတဲ့ဥစ္စာလေးကိုမြင်သွားမယ်လို့တော့ထင်တယ်အ daily usage ရှေ့တုံးကြည့်ရတော့ဘာမှအထင်ကောမရှိဘူးဘာမှပြောစရာမရှိဘူးအပြီးပြီဆိုလို့ရှိရင် gain တွေပါဆော့မယ်ဆိုလို့ရှိရင်လည်းအရန် heavy ဖြစ်တဲ့ gain တွေတော့မှနည်းနည်း handle လုပ်ပြီးတော့ဆော့နိုင်တယ်ဒါပေမဲ့တခုပြောဖို့ရှိတာဒီ phone ကနည်းနည်းလေးတော့ပူတယ်ပေါ့နော်အဓိကအပြင်တော့ phone and graphic intense အရန်မြင့်တဲ့ gain တွေဆော့မယ်ဆိုလို့ရှိရင်တော့ cooling file တက်ပြီးဆော့ရင်ဆိုတော့မဟုတ်ဘူးဆိုရင် graphic တွေနည်းနည်းလေး short ပြီးတော့ ဆော့ပေါ့နော်အဲ့လိုဆိုလို့ရှင်တော့ပို့ပြီးတော့တင့်တော်ရဲ့လို့ကျွန်တော်ကတော့ပြောခြင်းတယ်ကျွန်တောက SE လို့ဘာလို့အဲ့ဒီထက်စာရင်တော့အများကြီးတိုးတက်ပြောင်းလဲမှုကျွန်တော်တို့မြင်ရတယ်လို့ပဲပြောရမှာပေါ့နော်ပြီးအကုန်လုံးစိတ်ဝင်စားနေကြမယ်သူ့ရဲ့ကင်မရာဘိုင်းပေါ့နော်ကင်မရာဘိုင်းမှာလည်းပြောစရာတွေကတော့များတယ်အဓိကအဖြစ်တော့ဒီလောက်ဈေးတန်းတစ်ခုကိုတုံးလိုက်ပြီးွားရဆိုကျွန်တော်တို့ကတော့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ကင်မရာတစ်ခုကိုမျှော်လင့်မိရတော့အမှန်ပဲပေါ့နော်ဒီကောင်ကတော့ back camera မှာလည်းတစ်လုံးပဲပါတယ်အရှိတ်ဘက်က selfie မှာလည်းတစ်လုံးပဲပါတယ်ဒါတော့ပြောကြမလို့ပေါ့သူက back camera တစ်လုံးနဲ့ပါတာနည်းနည်းလေးတော့အခုခေတ်နေထားနေဆိုရင်တော့ တိုင်ပတ်တယ်လို့ပဲပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့တယ်လီတွေတေချာမရဘူး ultra wide မပါဘူးဆိုတာကြီးอ่ะအခုလိုအခက်အနေထားမျိုးမှာတော့မဖြစ်သင့်ဘူးလို့ကျွန်တော်ကတော့ထင်တယ်အပုံထွက်တွေကတော့မစိုးပါဘူးပုံထွက်တွေကတော့ iPhone ဖြစ်တဲ့အတွက် stable ဖြစ်တယ် color တွေက1ဖြစ်တဲ့ဘက်ကိုသွားတယ် iPhone ရဲ့ natural look အတိုင်းတောင်မှလည်းထွက်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ camera ဘိုင်းက back camera တွေရိုးပုံတွေလောက်ရိုက်မယ်ဆိုရင်တော့ကိစ္စမရှိဘူးတယ်လီတွေပါရိုက်မယ်ဆိုလို့ရှိရင်တိတ်အဆင်မပြေသလို ultra wide မပါတာကြီးကလည်းတော်တော်လေးကိုအဆင်မပြေဘူးလို့ပဲ ပြောရမှာပေါ့2025လိုအနေထားမျိုးမှာဆိုပူတော်မှမဖြစ်သင့်ဘူးလို့ပဲကျွန်တော်ကတော့ပြောခြင်းတယ်ဒါပေမဲ့ဒီကောက်မှာတခုအပြန်တာတာဗီဒီယိုပိုင်းဗီဒီယိုကြည့်မယ်ဆိုလို့ကျွန်တော်က 4K 60fps ရိုက်လို့ရတာပေါ့နော်ဒါကတော်တော်လေးကိုမိုက်တယ်ကျွန်တော်ဗီဒီယိုမှာဆိုလို့ရှိရင်တော်တော်လေးစေပဲဖြစ်တော်တော်လေးညင်တော်တော်လေးကောင်းတာကိုလည်းတည်ထားမိတယ်ပြီးတော့ဒီဖုန်းက vlogging လူလုံးမဲ့သူတွေအတွက် ပိုပြီးတင့်တော်တဲ့ဖုန်းလုံးလည်းဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့လက်ထက်မှာလည်းဒီပိုင်းတန်လေးဖြစ်တယ်။ဝေလေးကလည်းပေါ့တယ်ဆိုတော့ဘာပြောဒီမျိုးကန်ရိုက်မယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေတဲ့နေသားတစ်ခုမှရှိရလို့ကျွန်တော်က recommend ပေးခြင်းတယ်။သူ့ရဲ့ selfie ကတော့12 megapixel ကိုပဲတုံးထားပြီးတယ်ပေါ့နော်။အဲ့ဆိုခုနကတုန်းကတလုံးနဲ့ပါတဲ့ကင်မရာ48 megapixel တုံးထားပြီးတယ်ကျွန်တော်ပြောဦးမေးတယ်မေးခဲ့လို့ပေါ့နော်ဆိုတော့ဒီကောင်ရဲ့12 megapixel ပါတဲ့ selfie ကတော့မစိုးပါဘူး iPhone နဲ့ selfie တိုင်းပဲ natural look ထွက်တယ်ဒီဘက်မှာတော့တိတ်ထွန်းတတ်စရာမရှိဘူးအဆင်ပြေလို့ပဲပြောရမှာပေါ့နော် ်ဗီဒီယိုမှာဆိုလို့ရှိရင်လည်း selfie နဲ့ရိုက်မယ်ဆိုတော့မှတော့ 4K 60 fps ရရတယ်ဆိုတော့တော်တော်လေးကိုတော့မိုက်တယ်ကျွန်တော် app ဘိုင်းမှာတော့သဘောကျတာပေါ့နော်ခုနပြောလိုက်တဲ့စကားနဲ့ပြန်ဆက်ဆက်ရမယ်ဆိုလို့ရှိရင် vlogging လုပ်မဲ့သူတွေအတွက်ဒီဖုန်းကတော်တော်လေးကိုအဆင်ပြေပြီးတင့်တော်ရလို့ပြောလို့ရတာပေါ့နော်ဒီကောင် IP ray တွေလည်းပါတယ်ပေါ့နော် IP68 wide and dense resistant ပါတာဖြစ်တဲ့အတွက်ရေဆိုးတွေရေစိမ်တွေလည်းခံတယ်ပေါ့နော်အဲကြောင့်မလို့ဒါကိုလည်းစိတ်ချလက်ချနဲ့သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောနေကြလို့ပါပဲအရင်ကြီးတော့ကျွန်တော်ကတော့ရေထဲတွေပါချပြီးသုံးဖို့ဘာဘလာဘလာအဲ့ဒါတွေတော့တိတ်ပြီးတော့အာ အကြံမပေးခြင်းဖြစ်နိုင်မှာဆိုလို့ရှိရင်ရှောင်းရှားလीတော့တုံးစီခြင်းတာပေါ့နော်ဒီကောက်မှာအဓိက deep breaker ဖြစ်နေတဲ့အပိုင်းဘာလဲဆိုတော့လက်ရှိရောင်းနေတဲ့အသည့်စီကကျွန်တော်ဒီမှာပြထားသလိုပဲအလောင်းနေတော့အရောင်းဝယ်ဖြစ်နေတယ်ဒါကျွန်တော်ဗီဒီယိုတင်တဲ့အချိန်နဲ့ရိုက်တဲ့အချိန်နဲ့ကြားမှာဒီလောက်ဈေးဖြစ်တာဆိုတော့တကယ်တကယ်တင်လိုက်တဲ့အချိန်ရလို့ရှိရင်ဈေးအနေငယ်ပြောင်းတာတွေပါရှိလို့ရှိရင်လည်းကျွန်တော်နားလည်ပေးစေခြင်းတယ်ပေါ့နော် second market မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့128ကျောက်ဆိုလို့ရှိရင်ဒါ23 24ပေါ့เนาะအဲ့လောက်ဝင်ကျင်လောက်ရှိတယ်23 24တင်ဝင်ကျင်အဲ့လောက်တော့ရှိတယ် ရွေးတင်လားဆိုလို့ရှိရင်တော့ကျွန်တော်ခုနကဗီဒီယိုစသချင်းမှာပြောခဲ့တဲ့စကားကိုပဲပြန်ဆွဲပြီးတော့ပြောရမှာပဲအဲ့တော့မကြိုက်တဲ့သူတွေပိုများမယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့ဒီလောက်ဈေးကြီးတုံးပြီးွားရဆိုလို့ရှိရင်တခြား iPhone တွေကရွေးမယ်ဆိုလို့ရှိရင်လည်းရွေးလို့ရတယ်ဗျ Android ဘက်မှာဆိုလို့ရှိရင်ပိုတော်ဆိုးသေးတယ်ဒီလောက်ဆိုလို့ရှိရင်ကိုက flagship phone လုံးတော့မှာတချို့ super duper မဟုတ်ရင်တော့မှာ flagship phone လုံးရနေပြီပေါ့နော်ဒီလိုနေသားမျိုးမှာဆိုလို့ရှိရင်တော့တော်တော်လေးစဉ်းစားကြရတော့ရှိတယ်အာဒီ phone ဘယ်လိုလူတွေအတွက် recommend ပေးလို့ရလဲဆိုလို့ရှိရင်တော့ကိုက iPhone မှာ iPhone ကိုင်းနေတယ် ီးရင်နောက်ဆုံးအစ်စ်ထွက်တဲ့ထဲကလည်းဖြစ်ရမယ်ပြီးလို့ရှိရင် second market ထဲကလည်းမကြိုက်ဘူး iPhone ဝင်တဲ့သူ draw များကြတော့အစ်စ်ဝယ်ကြတာများတယ် second ဆိုလို့ရှိရင်တိတ်ပြီးတော့အမ်မိုက်ဘူးပေါ့နော်အဲ့လို feeling မျိုးလေးရှိကြဖြစ်တဲ့ကြောင့်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ phone ကတော်တော်လေးကိုတင့်တော်တယ်ဒါပေမဲ့ကြံတဲ့သူတွေအများစု almost လူတွေအများစုကိုကျွန်တော်ကတော့မဝယ်နဲ့တိတ်စင်မပြေနိုင်ဘူးလို့ပဲကျွန်တော်ကတော့ recommend ပေးနေတယ်ပဲဒီနေ့ video ဒီမှာပဲဆုံးသက်ချင်ပါတယ် iPhone 16e နဲ့ပတ်သက်ပြီးဗာပြောချင်တာလေးရှိတယ်ဗာသိချင်တာလေးတော့ရှိတယ်ကိုယ့်ရဲ့မမီးရဲ့ထင်မြင်ယူဆချက်တွေလည်းအောက်မှာ comment ထဲမှာဝင်ပြီးတော့မှန်းငယ်ပေးလို့ရပါတယ် Philip ပါကျွန်တော်ရဲ့ video လေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN link ခံပြီးတော့ကြည့်ရှုဖို့တော့မြစ်တိုင်းခံနေပါတယ်ကြည့်ရှုအားပေးကြတဲ့အူတယောက်ချင်းစီတောင်ကျေးဇူးများရှိတယ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုင်းတယ်ဆိုလို့ရှိရင် like and subscribe notification နဲ့ပဲကူညီပေးဖို့မေးပါနဲ့ကြည့်ရှုပေးကြတဲ့အူတယောက်ချင်းစီတောင်ကျေးဇူးများရှိတယ်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ် video ကူကြမှာပြန်နေကြကြတာပါ